နည်းနည်းပပပါအင်းမြတ်သူနဲ့တခါတလေညင်းရတယ်လောက်ပါအင်းမြတ်သူကကြတော့ဟိုနည်းနည်းအပြိုကြီးဖြစ်လာပြီဆိုတော့ဗျာအဲ့လိုနည်းနည်းပစည်းပစားများတဲ့အဘက်ကိုရောက်လာတယ်ပေါ့တချို့ပါရတယ်တချို့လူတွေကတော့ तू ကကြိုက်တယ်ဘယ်လိုရှိတော့ကနေကြိုက်တယ်အဲကျွန်တော်ကတော့ဒီလူမပါလာသိဘူးဘာကြောင့်မပါလာသိဘူးအဲ့ဒါမျိုးညင်းရတာပေါ့နော် MSB ဒီကကျွန်တော်သရုပ်ဆောင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်သရုပ်ဆောင်အရေးချင်းကိုပဲဟိုဦးစားပေးပြီးတော့ကြည့်ပါတယ် ကလေးတွေအကုန်လုံးကိုလည်းတရုပ်ဆောင်အနေနဲ့ပဲအဲ့လိုမျိုးဟိုထွက်လာစေခြင်းလေသိလားဝဲရှာတာအဲ့လို attention ရှာတာအဲ့ဒါမျိုးတွေနောက်ကိုမตายရသွားစေခြင်းဒါရိုက်တာညိုမင်းလင်ဆိုတာခင်ဗျာခင်ဗျာလူတွေပါလိုက်လို့လားဟိုဟိုင်းပြန်ပြီရီဟိုင်းပြန်ပြီကျွန်တော် ူစိတ်ကူကို appreciate လုပ်တယ်လေသူ့ရဲ့စိတ်ကူပေါ်မှာ appreciate လုပ်တယ်သူ dash ရဲ့ attention ရဖို့အတွက်သူ့စိတ်ကူနဲ့သူလှုပ်တာကိုကျွန်တော် appreciate လုပ်တယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘာတစ်ခုမှဟိုအစိုးဘက်ကမကြည့်ဘူးဒါပေမဲ့တစ်ခုရှိရအဲ့ဒီ1မိနစ်ရပြင်ပမှာတော့အချိုးပြေဖို့လိုတယ်ဒါပဲအဲ့1မိနစ်အတွင်းမှာရိုင်းတော့လောလော လက်ခံတယ်ကျွန်တော်ပြောရရှင်းရှင်းလေးဒီ2မိနစ်တွင်းမှာဂျာရှေရဲ့အတန်းရှင်းရဖို့ရုပ်ဆောင်တာဖြစ်တဲ့အတွက်လက်ခလဲပဲထောင်ပြပြပစိုးပဲထံပြပြကျွန်တော်အကုန်လက်ခံတယ်အကုန်ခွင့်ပြုတာတယ်ဒါပေမဲ့အဲ့ဒီရဲ့ပြင်ပမှာတော့နည်းနည်းစကားပြောတာဆိုတာဆင်ခြင်ဖို့လိုတယ်ကျွန်တော်စာနဲ့ကလေးတွေကလည်းဒါကျွန်တော်နဲ့တူတယ်အရှင်းချာတယ်ဆိုတော့အဲ့ပုံမှာတော့ဟိုလိုဖတ်တာရှာပါသေးတာပြဿနာမရှိပါဘူးကျွန်တော်ကဟိုဒီကနေ့ပတ်သက်လို့ဘယ်သူ့ပုံမှာမှဟိုဘယ်လိုပြောမလဲ ်ချေချင်းနဲ့နဲ့ပါပဲအကုန်လုံးနဲ့အခုကမီဒီယာအင်တာဗျူးတွေမှာလည်းဖြေတာလေးအရင်များလာလို့ပြောရတော့သူကလာပြီးတော့တောင်းပန်တာမျိုးရှိလာသူပြောရမှန်းသွားတဲ့ခါတောင်းပန်ပါတယ်စပြီးတော့အဲ့ဒီဗီဒီယိုကလစ်စပြီးတော့တက်တဲ့နေတွေကသူကျွန်တော် Messenger မှာလာပြောတယ်အကိုရေးတဲ့ viewer viewer တွေအရင်တက်နေလို့ကျွန်တော်အခုအားနာတယ်တောင်းပန်ပါတယ်ရတယ်ညီလေးလို့စိတ်ထဲမှာထားနေလို့ပြောလိုက်ပြီးသားဟာကိုအင်တာဗျူးဖြေရတာဒီကောင်နည်းနည်းအရသာတွေ့သွားပြီးတော့ထပ်ထပ်ဖြေနေတော့အဲ့ဒါသတိပေးတာတော့ ဟုတ်ဆိုင်ဆိုရဆိုတာဟိုကဗာအဓိကဟိုသူတို့ကိုပွဲအဲ့လိုမျိုးရှာတတ်သွားတဲ့သူမျိုးမဖြစ်စေချင်တာတရုတ်ဆောင်ရေချင်းနဲ့ပတ်သက်လို့ဟိုသူကတရုတ်ဆောင်ရေချင်းကိုပဲအားကိုးပြီးတော့တက်သွားတဲ့သူမျိုးကိုဖြစ်စေချင်တာဟုတ်လားဟိုဒီလိုမျိုးပွဲရှာပြီးတော့လူသိများသွားပြီးတော့ဒီလောကထဲကိုကြိုးကြောင်နဲ့ရောက်လာတဲ့သူမျိုးတွေမဖြစ်စေချင်ဘူးဘယ်သူမှမဖြစ်စေချင်ဟုတ်ကဲ့အခုဒါဒီပြိုင်ပွဲမှာဆိုတာ training ကနေတာကြည့် အဲကျွန်တော်ကတော့တရုပ်ဆောင်ပေါ်ပဲကြည့်ပါတယ်ပါစနယ်ပြဿနာတွေဒီထဲကိုမတည်လာပါဘူးဒီပြိုင်ပွဲကိုမင်းဘလို့ယုံကြည်မှုနဲ့ငါပုံရင်တွေ့နေတာနဲ့ဘလို့ယုံကြည်မှုနဲ့လာတယ်လဲဆိုတာသိချင်အဲ့ဒီဗီဒီယိုတွေကကျွန်တော်တို့ကိုယ်တိုင်တကယ်မကြည့်ရဘူးသေးတာကျွန်တော်တို့ကိုယ်တိုင်တော့အဲ့မှာတင်မှကြည့်ရတာကျွန်တော်တို့ကကြတော့ on stage ပေါ်မှာ လုပ်တဲ့သူ့ရဲ့ performance ကိုပဲကြည့်တာကျန်တာသူ့ရဲ့ team unit ဖြစ်ချင်းမဖြစ်ချင်းအဲ့ဒါတွေကသူသူကိစ္စဒီပေါ်ရောက်လာတဲ့အပေါ်မှာတရုတ်ဆောင်ကောင်းချင်းမကောင်းချင်းဟိုပဲကျွန်တော်တို့ကြည့်တာမကောင်းအောင်ပြုတ်ပါပဲကောင်းအောင်ပါလာပါပဲအဲ့ဒီချင်းနေရောဒီပါတဲ့ပိုင်းနည်းနည်းပပပါအင်းမြတ်သူနဲ့တခါတလေညင်းရတယ်လောက်ပါအင်းမြတ်သူကကြတော့ဟိုနည်းနည်းအပြိုကြီးဖြစ်လာပြီဆိုတော့ဗျာအဲ့လိုနည်းနည်းပစည်းပစားများတဲ့ဘက်ကိုရောက်လာတယ်ပေါ့ဘယ်လိုကြောင်ကလေးကပူညင်းရတယ်လဲသူ တချို့ပါရကြတချို့လူတွေကြတော့ तू ကကြိုက်တယ်ဘယ်လိုရှုတော့ကနေကြိုက်တယ်ကျွန်တော်ကတော့ဒီလူမပါလာသိဘူးဘာကြောင့်မပါလာသိဘူးအဲ့ဒါမျိုးတွေညင်းရတာပေါ့နော်မဆင်ရတော့အစီအစီလေးပဲအမဆင်ရတော့ तू ကနည်းနည်းအဲ့လိုဟိုလူကြီးဆန်တယ်ပေါ့နော် ကျေးဇူးများကြီးတင်ပါတယ်စိတ်ဝင်စားနဲ့စောင့်ကြည့်ပေးနေတဲ့ပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်တကယ်ရင်ခုန်စရာကောင်းတဲ့အစီအစဉ်ပါစပြီးတော့ရွေးနေတဲ့အချိန်မှာလည်းကျွန်တော်တို့ကိုယ်တိုင်ကိုရင်ခုန်ပြီးတော့အားပေးခဲ့ရတဲ့အချိန်တွေရှိပါတယ်ဘယ်သူဆိုတာကျွန်တော်အမှတ်တစ်ခုလည်းသွားရမှာမဟုတ်မဆင်လို့ဟိုညီမလေးအိမ်မက်သူတို့ရဲ့အမှတ်တွေလည်းပေါင်းထည့်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ဘယ်လို result မျိုးထွက်လာမလဲဆိုရင်ခုန်ခဲ့ရတာရှိပါတယ် Myanmar Star Bazaar